လာရှိုမျိုးရက်ွက်ဆက်နှစ်မှာရှိတဲ့ကုန်တင်ရင်ကြီးများရန်နာစခန်းဝင်းအတွင်ကအခန်းတစ်ခန်းမှာဒီကနေ့နေ့လယ်ကဘုံပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့သုံးနှစ်အရွယ်ကလေးငယ်တဦးသေဆုံးပြီးလူကြီးနှစ်ဦးဒဏ်ရာရှိခဲ့ပါတယ်ခွန်စောဦးကသတင်းပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုမျိုးရက်ွက်ဆက်နှစ်မှာရှိတဲ့ကုန်တင်ရင်ကြီးများရန်နာစခန်းဝင်းအတွင်ကလူနေတိုက်ခန်းတစ်ခုမှာ2015မေလ9ရက်နေ့နေ့လယ်ပိုင်းကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူကြီးနှစ်ဦးဒဏ်ရာရကကလေးငယ်တဦးသေဆုံးခဲ့ပါတယ် အဲ့လိုပောက်ကွဲမှုဖြစ်ရတာဟာသုံးနှစ်ရွယ်ကလေးငယ်တူကရက်စားပလင်းနဲ့ပုံစံတူတဲ့ပစ္စည်းတစ်ခုကိုကောက်ယူလာပြီးဖခင်နဲ့အတူစော်ကစားရကပောက်ကွဲမှုဖြစ်ပွားခဲ့ရတယ်လို့ကယံကန့်ရှင်မျိုးသမီးကပြောပါတယ်။အဲပဲကွာခုနဲ့ခလေးရပဲပါရက်စားဘူးအောင်လို့ဘာကောက်အဲကိုလည်းကိုစိတ်တယ်ရက်စားဘူးလို့ပဲထင်တယ်။အဲ့ဆိုရင်လည်းခလေးနဲ့ဝါရတူပြေကောက်ခောက်ခွန်းနဲ့အဲ သူကလည်းမူယူပြီးတော့ကျိုးစာကြီးပါဆွဲလိုက်အကျိုးစာကြီးကျော်လိုက်ခြင်းမဟုတ်ပတ်ကြီးကိုရထွက်လာတော့ပောက်ထွက်သွားအခုဒီတခလေးတုံးရောခလေးနှစ်ယောက်ဖြစ်အငယ်မလေးတစ်ယောက်ကဲဝယ်ပြီးလိုက်အငယ်ဆုံးကအကြီးကပါဆုံးသွားဒီပောက်ကွဲမှုကိုဘုံပောက်ကွဲမှုလို့ရဲတပ်ဖွဲ့ကယူဆပြီးမြို့ကန်လူလူတွေအနေနဲ့မတင်သာဝယ်ပစ္စည်းတစ်ခုခုကိုတွေ့ရင်တက်ဆိုင်ရာအဖွဲ့အစည်းတွေကိုအကြောင်းကြားပေးဖို့ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှုကဆိုပါတယ် လို့ယူလာတယ်ဟိုကတော့ဘဝနေတာပေါ့ကျွဲပြီးတော့ရရှိတယ်ဆောက်ဘူးချိန်မှာတော့ဒါမီလီတစ်လက်ပဲတွေ့တွေ့လာနှပ်ပါတဲ့ပစ္စည်းလေးတစ်ခုမှတ်ကုန်လာတွေ့တွေ့ဈေးငွေချက်ချင်းခေါက်ပြီးတော့မှာကလုတ်တစ်ခုနှိမ့်ရတာမျိုးဆော့ဆွဲထုတ်တာလုပ်တယ်တယ်လီဖုန်းတစ်လုံးကလည်းဘုံတစ်လုံးဖြစ်လာတယ်ဒါနဲ့တိုင်မီတစ်လက်ကလည်းဘုံတစ်လုံးဖြစ်လာတယ်အော်ဒီလူလူနေတယ်အတင်ငါဘယ်ပစ္စည်းတွေ့ပြဇာတ်ဆွဲကြောင်းကြပါဘူးဆန္ဒဆော်ပြီးတော့မှာတွားကောက်ပြီးမှာဒီနေ့ကစားကြတယ်ဖြစ်ဖြစ် လားအစီတစ်ခုပဲတွားပြီးတော့ဗူးလေးတယောက်ထိတ်တာလို့စော့ကစားတော့လုံးမိုင်းအပြီးမိုင်းတရင်ရှိတယ်ဒါပဲရှိလို့ဒီလိုပေါက်ကွဲမှုကြောင့်တေဆုံးသွားတဲ့ကလင်းငယ်အတွက်ရက်တက်ဖွဲကငွေကျပ်နှစ်သိန်းထောက်ပံ့ခဲ့ပါတယ်ကျွန်တော်ခွန်စော်ဦးပါ